အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာနိုင်ဂျီးရီးယားနိုင်ငံတွင်းမှာခရစ်ယာန်ဘာသာဝင်တွေအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံနေရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူဝဘကလီချောင်းတိုက်ခိုက်မှုဒါမှမဟုတ်မြေပြင်တပ်တွေဆီလုံးနိုင်ကြောင်းပြင်းထန်စွာသတိပေးချင်းချောက်လိုက်ပါတယ်။ဒါမြေပြင်တပ်တွေဖြစ်နိုင်လို့လူချောင်းတိုက်ခိုက်မှုတွေဖြစ်နိုင်တယ်။သူတို့ခရစ်ယာန်တွေကိုစံချိန်တွေရေတွက်နဲ့တပ်ဖြတ်နေတယ်။နော်ရိုဒါကိုဆက်ဖြစ်ခွင့်ပေးမှာမဟုတ်ဘူးလို့သမရထရန်က Evils 1လေးရင်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒီချင်းချောက်မှုဟာအမေရိကန်ကနိုင်ဂျီးရီးယားကို ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်တဲ့အထူးစိုးရိမ်ရတဲ့နိုင်ငံများစီးရင်တွေကိုပြန်လည်ထည့်သွင်းလိုက်ပြီးတရက်ကြာမှထွက်ပေါ်လာတာဖြစ်ပါတယ်။ Trade ဒီပြင်းထန်တဲ့ချင်းချောင်းမှုပေါ်အန်ဂျီရီးယားဘက်ကလည်းချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။သူတို့ဟာအစ္စလာမ်ရဲ့အစိုးရတွေကိုတိုက်ဖျက်ရမှာအမေရိကန်ရဲ့အကူအညီကိုကြိုးဆိုပေမဲ့သူတို့နိုင်ငံရဲ့အချုပ်ချာအာဏာကိုတော့လေးစားရမယ်လို့ဆိုပါတယ်။အန်ဂျီရီးယားဆိုရကကျွန်တော်တို့နိုင်ငံမှာခရီးယန်ဘာသာဝင်တွေကိုမျိုးတုံးတက်ဖြတ်မှုလုံးဝမရှိပါဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒါဆိုရင်နိုင်ဂျီးရီးယားမှာတကယ်ပဲဘာတွေဖြစ်နေတာလဲ။ချီနီကထရန့်ပြောလို့ယူရှင်းရလား။ လီလာသူတွေရဲ့အဆိုအရအန်ဂျီယာရဲ့ပြည်ပခါဟာအလုံးရှုပ်ထွေးပါတယ်။ဘိုကိုဟာရမ်နဲ့အစ္စဝတ်လိုအစ္စလာမစ်အစိုးရအဖွဲ့တွေဟာနိုင်ငံအရှိမြောက်ပိုင်းမှာနှစ်ပေါင်းများစွာကြမ်းဖက်မှုတွေကျူးလွန်နေတာမှန်ပေမဲ့သူတို့ရဲ့တိုက်ခိုက်မှုတံကိုခံရသူအများစုဟာခရစ်ယာန်တွေမဟုတ်ဘဲမွတ်စလင်တွေဖြစ်နေပါတယ်။နိုင်ငံအလေပိုင်းမှာတော့မွေးမြူရေးလုပ်ကိုင်သူမွတ်စလင်တွေနဲ့လေယာဉ်စိုက်ပျိုးသူခရစ်ယာန်တွေကြားရင်းနဲ့မြေယာဉ်ပွားမှုတွေမကြာခဏဖြစ်ပွားလိမ့်ရှိပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းမှာတော့ဘာသာရေးနဲ့မဆိုင်တဲ့လက်နက်ကင်ဓမြအဖွဲ့တွေကပြန်ပြီးဆွေးမှုတွေကျူးလွန်နေတာပါ American ချစ်ဆိုင်ပြည်ပခါဆောင်ကြီးအဖွဲ့ ACLED ရဲ့အချက်လက်တွေအရဒီနှစ်ထဲမှာအရသားတွေကိုတိုက်ခိုက်မှု1923ခုရှိခဲ့ရမှာခရီးရန်ဖြစ်လို့ပြင်ပထားတိုက်ခိုက်ခံရတာကအကျိန်90လာရှိခဲ့တယ်လို့ဆိုပါတယ်ဒါဟာ Trump ရဲ့ပြောဆိုချက်နဲ့လက်တွေ့အခြေအနေကြားကကြီးမားတဲ့ကွာဟာချက်ကိုပြသနေပါတယ်တမနာ Trump အခြေချမှုဟာ မေရိကန်ပြည်တွင်းနိုင်ငံရေးနဲ့ဘာသာရေးဆိုင်ရာအုပ်စုအချို့ထံကအမှန်ကန်တဲ့သတင်းအချက်အလက်တွေပေါ်အခြေခံနေပုံရပြီး NGR ရဲ့ရုပ်ထွေးလာတဲ့ပကတိအခြေအနေမှန်နေတော့ကင်းကွာနေပုံပြပါရစေ။